အမာဂန်ဖန်နေတောင်မသိနိုင်တဲ့ squat gain နဲ့ရနေရာရှိခုပရိသတ်တို့အနေနဲ့အပြင်မှာတကယ်ရှိတဲ့ squat gain နဲ့ရနေရာတွေကိုသိကြပါသလား squat gain ကစားပွဲတွေကိုရောက်သွားပြီးတော့မျက်လုံးအနီရောင်နဲ့အယုတ်ကြီးတွေကစောင်းကြည့်နေတယ်လို့တွေးကြည့်လိုက်ပါဒီနေ့မှာတော့ squat gain တွေကတုံယုံလို့မသိနိုင်တဲ့အပြင်လောကတကယ်နေရာတွေအကြောင်းကိုပြပြပြီးတော့မှဖြစ်တဲ့အပြင်အမောင်မိုင်ဆုံးသောအမှန်တရားတွေကိုလည်းတင်ဆက်ပြီးတော့မှဖြစ်ပါရဲ့ရှင် နံပါတ်1 squat game ရဲ့အပြင်ဘက်မှာတကယ်ရှိတဲ့အေယာမအယုတ်ကြီးတွေရဲ့တည်နေရပရိသတ်တို့အနေနဲ့ squat game ကိုကြည့်ဘူးကြမှာတည်ကြပါတယ် squat game ဆိုရနဲ့မျက်လုံးနဲ့တန်းမြင်မှာကဇက်ကားရဲအေယာမအယုတ်ကြီးပါပဲဒီအယုတ်ကြီးရဲ့မျက်လုံးမှာအနီရောင်လေဆာအလင်းတန်းတွေလင်းလက်နေပြီးတော့လူပေါင်းများစွာကိုလည်းသိစေနိုင်ပါတယ်။လှုပ်ရှားလိုက်ုံနဲ့ဘယ်ကနေလာမှမသိတဲ့ကြည်စံတွေကအသက်ဝိညာဉ်တွေနှုတ်သွားစေနိုင်ပါတယ်။ ပထမအစပိုင်းမှာတင်ကိုကဒီအယုတ်ကြီးကလူတိုင်းကိုကြောချမ်းသွားစီမှာတည်ကြပါတယ်။အနက်ရောင်စပင်ကိုနှစ်ဖက်ခွဲစီးထားပြီးတော့ အဝါရောင်အင်းချီလိမ္မော်ရောင်ကံဝင်တဲ့ဒီအယုံမလေးရဲ့ပုံစံကတကယ်တမ်းတော့ကြောက်စရာမကောင်းမဲနဲ့အပြစ်ကင်းစင်တဲ့ပုံစံပေါ်နေပါတယ်။ဒါပေမဲ့လူတွေကသူ့ကိုဘာလို့ကြောက်ကြတာလဲဆိုတော့သူ့ရဲ့အပြုမှုတွေကြောင့်ပဲဖြစ်ပါတယ်။အပြစ်ကင်းတဲ့ပုံစံပေါ်ပြီးမဲ့လည်းကစားသမားတွေကိုသိစေနိုင်ပါတယ်။တချင်းဆိုပြီးတာနဲ့ဦးခေါင်းက180ဒီဂရီလှည့်လာပြီးတော့ကစားသမားတွေအကုန်လုံးကိုစကန်ဖတ်ပါတော့တယ်။နည်းနည်းလေးလို့ရင်တောင်မှသူ့ဆက်ကွင်းကနေမလွတ်ပါဘူး။ချက်ချင်းအပြစ်ခံရပြီးတော့သူ့ရိုင်ထဲမှာ လည်းကြာတိဆုံးစီနိုင်မှာပဲဖြစ်ပါတယ်။ပြောရရင်ဇက်ကားထဲမှာကဒီရုပ်ကိုလုံးဝကြောက်စရာကောင်းတဲ့ပုံစံမျိုးပုံဖော်ထားတာဖြစ်ပါတယ်။ပထမမိနစ်ပိုင်းအတွင်းမှာတင်မဲ့ကစားသမားတော်တော်များတိဆုံးကုန်ပြီးတော့အတုံယုံလဲကျသွားတာမြင်ကွင်းဟာချစ်ရှုသူတွေကို shock ရစေခဲ့ပါတယ်။ဒါပေမဲ့တကယ်လို့ကမှတော့ဒီအရုပ်ကကြောက်စရာကောင်းမနေခဲ့ပါဘူး။ပြီးတော့တကယ်အပြင်လောကမှာရှိတဲ့အရုပ်ကိုအခြေခံပြီးတော့ဇလန်းထဲမှာထည့်သွင်းထားတာပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်ဒီအယုတ်ကဂျင်ချီယွန်ဆိုတဲ့ရွာငယ်လေးမှာတကယ်ရှိတဲ့အယုတ်တယုတ်ပဲဖြစ်ပါတယ်အတိအကျပြောရမယ်ဆိုရင်တော့ဒီရွာလေးတဲကမက်ချလန်လို့ခေါ်တဲ့ပြားတိုက်အဝင်ဝမှာအဆောင်အယုတ်အနေနဲ့ထားရှိထားတာဖြစ်ပါတယ်ဒီနေရာကအစိုးမျိုးရဲ့မြောက်ဘက်မှာရှိတာဖြစ်ပြီးတော့ကားနဲ့သွားမယ်ဆိုရင်တော့၃နာရီလောက်မောင်းရပါတယ် ထူးခြားချက်ကဒီအယုတ်ဟာဂျန်ကိုရီးယားနိုင်ငံသားတွေအတွက်တော့ဂျန်ဖန်ဆောင်ထဲမှာပါတဲ့ရင်းနှီးပြီးသားအယုတ်ဖြစ်နေတာပဲဖြစ်ပါတယ်။ဟုတ်ပါတယ်ဒီအယုတ်ကအဂျန်ဖန်ဆောင်အုပ်ထဲကယောင်ဟီဆိုတဲ့ဇက်ကောင်ကို အသက်ပြန်သွင်းထားတာပဲဖြစ်ပါတယ်။1980ခုနှစ်ကနေ1980ခုနှစ်အတွင်းကျောင်းဖက်စာအုပ်ထဲမှာပါခဲ့တဲ့ကောင်မလေးတနည်းအားဖြင့်သပင်အနက်ရောင်ကို အလေခွဲစီးထားပြီးတော့ အဝါရောင်အင်းကြီးလေမောင်ရောင်ဂါဝင်တဲ့ကောင်မလေးကဇက်ကားထဲမှာတဖန်ပြန်ပါလာခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်ចောင်းစာအုပ်ထဲမှာပါတဲ့ရောင်ဟီးရဲ့တငယ်ချင်းကောင်လေးချောင်းစုကလည်း season 3 trailer ထဲမှာပါလာခဲ့ပါသေးတယ်။ပြီးတော့ဒီအဖွဲသားတွေရဲ့ပြောစကားအရဆိုရင်တော့ Squid Game ထဲမှာထည့်သွင်းဖို့ပြဖို့အတွက် Machelan ကရောင်ဟီးအယုတ်ကိုငှားခဲ့ရလို့ဆိုပါတယ်။ ဒါပေမဲ့လေရုပ်ရှင်ရိုက်ကူးရေးပြီးလို့ပြန်သွားထားတဲ့အခါမှာတော့လက်တစ်ဖက်မရှိတော့ပါဘူးရုပ်ရှင်အဖွဲသားတွေကြောင့်ပဲလားပြရိုက်လုံခြုံရေးရပဲပေါ်ဆားခဲ့ရလားဆိုတာကိုတော့သေချာမသိရပါဘူး Machalan အပြင် Square Game အယုတ်ရှိတဲ့နောက်ထပ်နေရာတစ်ခုရှိပါသေးတယ်အဲ့ဒီနေရာကတော့ကိုရီးယားနိုင်ငံဆိုးမျိုးရဲ့အလဲတဲတဲကဆိုး Olympic ဘန်းကျန်ထဲမှာဖြစ်ပါတယ်ဒီမှာရှိတဲ့အယုတ်ကတော့6မီတာလောက်အထိရှိပြီးတော့2021ခုနှစ်အောက်တိုဘာလကုန်မှာစတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ် ပို့ပြီးတော့ကြောက်ဖို့ကောင်းတာကဖိလစ်ပိုင်နိုင်ငံမနီလာမြို့ထဲမှာရှိတဲ့ Robinson Galleria Ortega's ဈေးဝယ်စင်တာတွေကအယုတ်ဖြစ်ပါတယ်။ဒီအယုတ်ရဲ့ဥကောင်းကို360ဒီဂရီလှည့်ပတ်လို့ရအောင်အရှင်လှုပ်ထားပြီးတော့အယုတ်ကလည်းလာသမျှလူတွေကိုကြောက်စရာကောင်းအောင်စိုက်ကြည့်နေကြရပဲဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ Squid Game အယုတ်ကြီးကို2024ခုနှစ်နှစ်ကုန်ပိုင်းမှာကြောက်ဖျားမြစ်ထဲမှာလည်းတွေ့ခဲ့ကြပါတယ်။ ဲ့ဒီအချိန်တုန်းက Square Game Season 2ပြီးခါစားအချိန်ဖြစ်ပြီးတော့ကြောက်ဖျားမြစ်ထဲမှာ Season 3အတွက်အကြီးအကျယ် marketing ဆင်ခဲ့ကြတာဖြစ်ပါတယ်ဒီထဲမှာလူပေါင်းထောင်ချီတက်ရောက်ခဲ့ကြပြီးတော့ Square Game နဲ့ပတ်သက်တဲ့ကစားပွဲတွေ activity တွေကိုပြုလုပ်ခဲ့ကြပါတယ်ဒါအပြင် Square Game ထဲမှာပါတဲ့အယုတ်ကြီးနဲ့ကစားတဲ့အခန်းကိုလည်းကစားခဲ့ကြပါသေးတယ်နေရာတိုင်းမှာ poster တွေအယုတ်တွေစင်တူအင်ကြီးတွေဝတ်ဆင်ထားတဲ့လူတွေနဲ့ပုံစံမျိုးစုံကိုလည်းတွေ့မြင်ကြရပါတယ် ကျောက်ပြားမြက်ထဲမှာအေယာမအယုတ်ကြီးကိုမြင်ရတာကတကယ်ကိုရင်သက်ရှုမောစရာပါပဲ။ကံကောင်းတာကဒီအယုတ်ကြီးကဇက်ကားရဲအယုတ်မဟုတ်လို့တော်သေးရလို့ပြောရမှာပါပဲ။မဟုတ်ရင်တော့အားလုံးကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးကြရမှာတေချာပါရဲ့ရှင်။နံပါတ်1 Soul Eternal Buddha ယုံမှာတကယ်ဂိမ်းထဲကိုဝင်လို့ရတယ်။ဒီမှာပတ်စံဘုံကြီးကိုကြည့်လိုက်ပါတကယ်ကို squat gain တွေကပတ်စံဘုံကြီးအတိုင်းပါပဲဒီနေရာကဆိုးမျိုးရဲ့ လူသွားအများဆုံးအီထဝန်ဘူဒါရှိမှာပြုလုပ်ထားတာဖြစ်ပါတယ်အီထဝန်ဘူဒါယုံကစကားအရဆိုရင်လဲဂိမ်းစားတင်ခဲ့တဲ့နေရာပဲဖြစ်ပါတယ်ပြောရရင်2021ခုနှစ်စတင်ပါလာတော့ကအီထဝန်ဘူဒါယုံရှိမှာ square game အပြင်အစင်အတိုင်းပြင်ဆင် ပြီးတော့ promotion ဆင်ခဲ့ကြတာဖြစ်ပါတယ် အပြင်ဘက်တင်မကပါဘူးအထဲမှာလည်းအခုလိုပြင်ဆင်ထားကြပါသေးတယ်။ဗိုဒါယုံလေးကိုစဝင်တာနဲ့လုံးဝ square gain နဲ့ကိုရောက်ရှိသွားတယ်လို့ခံစားစီရမှာဖြစ်ပြီးတော့နေရာတိုင်းမှာလည်းဂိမ်းငွေသက်တွေပြင်းနေတာကိုတွေ့ရပါလိမ့်မယ်။ ရုပ်ရှင်တွေကတကယ့်ဂိမ်းတွေမှာလိုမျိုးအဆောင်နေနဲ့ကစားနီးအမျိုးမျိုးကိုလည်းတွေ့ရမှာဖြစ်လို့တကယ့်ကိုအသက်ရှင်ရုန်းကန်ရတဲ့နေရာမျိုး ရောက်သွားတယ်လို့ခံစားစေရပါတယ်။တို့တွေပေးတဲ့ခက်ကလေးတွေပေါ်မှာ QR code တွေပါရှိပြီးတော့ scan ဖက်လိုက်တာနဲ့ဂိမ်းတွေကိုဆော့လို့ရတဲ့ website တွေကိုရောက်သွားမှာဖြစ်ပါတယ်။ ပြီးတော့ဒီဘူဒာယုံထဲမှာဇက်ကာရီးယားအပြင်ဆင်အတိုင်းလီကားရီကိုလည်းရောင်းဆောင်ပြင်ဆင်ပေးထားပါတယ်။ဒါတင်မကသေးပါဘူး။ပြိုင်ပွဲဝင်ရဲ့အိယာပုံစံတွေအယုတ်တွေနဲ့စကွက်ဂိမ်းထဲမှာပါတဲ့အရာမှန်သမျှကိုဖန်တီးထားတာကြောင့်စကွက်ဂိမ်းရဲ့အငွေအသက်ကိုလုံးဝခံစားရစေမှာဖြစ်ပါတယ်။အထူးစံဆုံးကတော့ဒီမှာရှိတဲ့အယုတ်ကရုပ်ရှင်တွေကအယုတ်လိုမျိုးခေါင်းလဲနိုင်စွမ်းရှိပြီးတော့သချင်းလေးစိုးနိုင်စွမ်းရှိတာဖြစ်ပါတယ်။ပြီးတော့ပြောခဲ့သလိုပဲတကယ့်စကွက်ဂိမ်းရဲ့အငွေအသက်ကိုခံစားရစေဖို့အတွက်မျက်နှာဖုံးအဆောက်အအုံ ိုလည်းနေရာတိုင်းမှာချပေးထားပါတယ်။စင်းကြလဲရဲတောင်းနေလူအုပ်ကြားတွေထဲမှာရုတ်တရက်ပေါ်လာလေးရှိတဲ့အတွက်လန့်သွားစေနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်းသွားရင်လာရင်နဲ့တကယ်ပဲ squat gain နဲ့ကိုများရောက်တော့တာလားဆိုပြီးတော့ထင်ကျင်စရာရှိပါတယ်။ဒါပေမဲ့မလန့်ပါနဲ့သူတို့ကရုပ်ရှင်တွေအရလိုမျိုးအဆောက်နေမဟုတ်တဲ့အတွက်ဖော်ရွေကြပါတယ်။သူတို့နဲ့လည်းအပျော်ရန်တပုံတွေရိုက်ကူးလို့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒါရီအားလုံးကအပျော်တန်းနေရာတွေပဲရှိပါသေးတယ်။နောက်ထပ်တနေရာကတော့တကယ့်အပြင်လောကမှာရှိတဲ့ squat gain ရဲ့လောကငရဲခမ်းပဲဖြစ်ပါတယ်။ဒီအကြောင်းကိုလည်းတင်ဆက်ပေးခြင်းပါတယ်။၃ အပြင်လောကမှာတကယ်ရှိတဲ့ squat gain တွေကငရဲကန်ပရိသတ်တို့အနေနဲ့ squat gain တွေကတကယ်အပြင်လောကမှာရှိတဲ့ငရဲကန်အချောင်းကိုရိုက်ကူးထားတာဆိုတာသိကြပါသလား ဟုတ်ပါတယ် Square Gang ကတကယ်အပြင်လောကမှာရှိတဲ့ Brothers Home ဆိုတဲ့လူမှုဖူလုံရေးစင်တာကိုနောက်ခံထားပြီးတော့ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ဒါကကိုရီးယားသမိုင်းမှာတကယ်ဖြစ်ခဲ့တာဖြစ်ပြီးတော့1980ခုနှစ်ကနေ1980ခုနှစ်အထိဒီစင်တာမှာပြစ်မှုတွေကျူးလွန်နေကြတာဖြစ်ပါတယ်။အပြင်ဘက်မှာအင်ဂျီယာမဲတွေအတွက်ထောင်ထားတဲ့စင်တာလိုဘန်းပြပြီးတော့တကယ်အတွင်းထဲမှာတော့ဖြစ်ချင်တိုင်းဖြစ်နေပါတယ်။ တကယ်အင်ဂျီယာမဲတွေကလည်း30ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။များသောအားဖြင့်ကအပြစ်မဲ့တဲ့ကလေးတွေမတန်ဆွမ်းနေနဲ့တရားမဝင်ဖမ်းဆီးထားတဲ့သူတွေပဲဖြစ်ပါတယ်။ဒီစင်တာကိုတော့1969လောက်ကလေးကဘူဆန်မှာစတင်ထူထောင်ခဲ့တာဖြစ်ပြီးတော့ကလေးတငယ်တွေနဲ့မတန်ဆွမ်းတွေကိုအဓိကပြစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ဒါအပြင်အိုလံပစ်ပွဲတော်မတိုင်ခင်မှာလည်းသူတို့ရဲ့မကောင်းမှုတွေလို့ဖို့အတွက်လူမှုအမြင်ကိုတဖက်လဲနဲ့ယူခဲ့ပါသေးတယ်။ စိုးမျိုးမှာ1988ခုနှစ်တုန်းက နွေရာသီအိုလံပစ်ပွဲတော်မစခင်လန်သန်ရှင်ရေးကမ်ပိန်းဆိုပြီးတော့ပြုလုပ်ခဲ့ကြပါတယ်။ဒီကမ်ပိန်းမှာ Brothers Home Center ကအင်ဂျီယာမဲတွေကိုပုံမကောင်းမွန်တဲ့ဘဝပေးမယ်ဆိုပြီးတော့ဂတိပေးစီယုံပြီးအင်ဂျီယာမဲတွေကိုခေါ်ဆောင်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီမှာတော့ချမ်းသာဖို့အတွက်ဂိမ်းကစားရတာမဟုတ်ပါဘူး။ဂေဟာပိုင်ရှင်ချမ်းသာဖို့အတွက်အလုပ်လုပ်ပေးရတာဖြစ်ပါတယ်။တနေ့တနေ့မိုးလင်းရနေမိုးချုပ်အလုပ်လုပ်ကြရပြီးတော့သမင်းကိုလည်းမဝမလင်ပဲစားကြရပါတယ်။အဲ့တဲ့အခါမှာလဲ မှောင်မဲနေတဲ့မြောက်ခန်းထဲမှာပဲအိတ်ကြရပါတယ်။ရှင်တန်ရက်တီဖို့ကြိုးစားကြရင်တည်သွားကြတဲ့သူတွေရှိသလိုလူမဆန်အောင်လဲရိုင်းနဲ့နှိပ်စက်ခံခဲ့ကြရပါတယ်။ သူတို့မှာဘာမှအထွန်းတက်ပိုင်ခွင့်မရှိခဲ့ကြပါဘူး။တခြားဘာမှလည်းစင်ကြေးပေးလို့မရသလိုပေးထားတဲ့အလို့ကိုဝင်နဲ့မမြအောင်ထမ်းကြရပါတယ်။ဒါရီကိုဘယ်အချိန်ကြာမှတိလဲဆိုတော့1988ခုနှစ်မှတိခဲ့ကြတာဖြစ်ပါတယ်။အဲဒီမတိုင်ခင်အထိဒီငရဲကမ်းမှာဖြစ်ချင်တိုင်းဖြစ်ပျက်ချင်တိုင်းဖြစ်ပျက်နေခဲ့ပြီးတော့လူအသက်တွေကိုလည်းအလွယ်တကူပဲတက်ပြစ်နေခဲ့ကြတာလည်းဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ ဒီစင်တာကြီးရဲ့ခေါင်းဆောင်ကနေပြီးတော့မှစတင်ခဲ့တာဆိုပြီးတော့ပြောလို့ရတယ်ခေါင်းဆောင်ကမစ္စတာဘက်ဆိုတဲ့လူဖြစ်ပြီးတော့နောက်ွယ်မှာမကောင်းမှုတွေလုပ်နေရကြောင်းမှရှေ့မှာတော့ပြီးပြည့်စုံတဲ့စင်တာတစ်ခုလိုမျိုးဗန်းပြလှူစားနေခဲ့တာဖြစ်ပါတယ်ပြောခဲ့သလိုပဲ1988ခုနှစ်မှာတော့သူတို့ဆန္ဒအကြောင်းကဘိုးဘော်သလိုပေါ်သွားခဲ့ပါတယ်။ဒါတောင်မှပဲထင်သလောက်အပြစ်ပေးမခံခဲ့ရပါဘူး။အစိုးရဒီပြစ်မှုတွေကိုတည်သွားတဲ့အခါမှာတောင်ဆောက်လို့ရင်းနဲ့ မြက်ခင်းပြင်စီမံခန့်ခွဲဥပဒေချိုးဖောက်မှုနိုင်ငံသားငွေအလွဲသုံးစားလုံးမှုနဲ့ထောင်ဒဏ်နှစ်နှစ်ခွဲလောက်သာချမှတ်ခဲ့တာဖြစ်ပါတယ်။တခြားဆိုးဝါးတဲ့အရာစုမှုတွေဖြစ်တဲ့ရုပ်ပိုင်းဆိုင်ရာညံပန်းနှိမ့်ဆက်မှုတွေအတင်းအဓမ္မလှုပ်အားပေးခိုင်းစေမှုတွေလိင်ပိုင်းဆိုင်ရာညံပန်းနှိမ့်ဆက်တာတွေနဲ့နေရေးထိုင်ရေးခက်ခဲတာတွေစားရပြမှုတွေကပျောက်ချင်းမလပျောက်ကွယ်သွားခဲ့ပါတယ်။ အစိုးဆုံးကတော့ကလေးတငယ်တွေအိုးမဲအိမ်မဲတွေနဲ့မတန်ဆွမ်းပေါင်း၄000ကျော်ကိုပလောင်ပိတ်ပြီးတော့လူမသိသူမသိနှိပ်စက်အမျက်ထုတ်ခဲ့တဲ့လုပ်ရပဲဖြစ်ပါတယ်။ဒါရီအတွက်ထိုက်တန်တဲ့ပြစ်ဒဏ်မျိုးအပေးမခံခဲ့ရပါဘူး။ဒါရီကိုအခြေခံပြီးတော့ squat game ထဲမှာပြန်ထည့်ထားပုံရပေမဲ့ director ကတော့မဟုတ်ပါဘူးလို့ညင်းဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းဇက်ကားထဲမှာပါတဲ့အဝတ်အစားတွေနေရာအပြင်ဆွေးနေရတော်တော်လေးဟိုတူလုံးနေပါတယ်။ဒါကြောင့်လည်းပရိသတ်တရားဖြစ်နိုင်တယ်လို့ပြောဆိုနေခဲ့ကြတာပဲဖြစ်ပါတယ်။ လေအပြစ်မှာတကယ်ရှိရဲ့လူသူတိတ်ဆိတ်လုံးတဲ့ဂျုံနောက်ပြီးတော့ squad game ထဲမှာပါတဲ့ဂျုံကလည်းအပြစ်မှာတကယ်ရှိရဲ့ဂျုံတဂျုံဖြစ်ပါတယ်ဒီဂျုံကကိုရီးယားနိုင်ငံ Incheon မြို့မှာတည်ရှိတဲ့ဂျုံဖြစ်ပြီးတော့ ဆိုချောင်တို့လို့လူသိများကြတာဖြစ်ပါတယ်ဒီကျုံးကပြည်မာကြီးနဲ့ခွဲထွက်နေတဲ့ကျုံးဖြစ်ပြီးတော့ပုတ်ကလေးကပိုင်နာကြောင့်လူအယောက်ပေါက်လုံးဝမရှိတဲ့နေရာမျိုးဖြစ်ပါတယ်နေထိုင်သွားလာသူတွေအခြေတကျနေထိုင်သူတွေအခြေခံအဆောက်အုံတွေဟိုတယ်ခီးသွားလုပ်ငန်းတွေဘာဆိုဘာမှမရှိတဲ့နေရာမျိုးဖြစ်ပါတယ် လူသူအယောက်ပေါင်းမရှိတာကြောင့်ဂျုံကြီးတစ်ခုလုံးကလုံးဝသဘာဝအတိုင်းဖြစ်နေတာဖြစ်ပါတယ်။ဒီလိုမျိုးအထီးကျန်လွန်ပြီးတော့တိတ်ဆိတ်လွန်တဲ့ဂျုံကြီးက squad game တွေက survivor အခန်းမျိုးအတွက်ကိုလုံးဝပြည့်ပြည့်စုံတဲ့ setting တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီကျွန်းကြီးကဂိမ်းအစနဲ့အဆုံးထိပါတဲ့ဇလန်းကြောရိုးလေးဖြစ်ပါတယ်။ဇလန်းရဆိုရင်ပြိုင်ဝင်းဝင်းနေအကုန်လုံးကိုဒီကျွန်းကိုခေါ်လာပြီးတော့လူမသိသူမသိရာဆွေးမှုတွေကိုတိတ်တဆိတ်ကျူးလွန်နေကြတာဖြစ်ပါတယ်။ဇဝင်ကန်းနဲ့အပြင်လောကရဲ့တိတ်ဆိတ်မှုကလုံးဝကိုလိုက်ဖက်ညီလုံးတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ငါစကွက်ဂိမ်းနဲ့ဇဝင်ကန်းနေရာတွေကိုဒီနေရာမှာတွေ့နိုင်သေးတယ်။ပရိသတ်တို့နေတဲ့ season 2တွေကစင်ကြံလန်းတွေလေကားတွေကိုမှတ်မိကြအောင်ပဲထင်ပါတယ်။ ဂျာရီအကုန်လုံးကို CGI နဲ့လုပ်ထားတာမဟုတ်ဘဲနဲ့ဒေဂျွန်မျိုးကစတူဒီယိုထဲမှာတကယ်ဆောက်လုပ်ထားတာဖြစ်ပါတယ်။လီဂက်တက်တွေထွက်လန်းမရှိတဲ့ဝင်ကဘာတွေအိတ်ဆောင်ခန်းတွေအယုတ်ဂိမ်းကစားတဲ့နေရာစသဖြင့်ဇက်ဝင်ကအသီးသီးကိုစတူဒီယိုတစ်ခုစီမှာအချိန်ကုန်ခံပြီးတော့တိဆောက်ထားတာဖြစ်ပါတယ်။ဒါအပြင်ဂိမ်းအပြင်အစင်ကိုပို့ပြီးတော့ရုပ်လုံးကြွားစေမဲ့ outdoor sense တွေကိုလည်း drone နဲ့တခြားလေးရိုက်ယူထားကြတာဖြစ်ပါတယ်။ CGI နဲ့ drone ကင်မရာတွေအလင်းတရားမှုတွေအပါအဝင်အစစ်မြစ်ရိုက်ကူးရေးနည်းပညာတွေက ိုပေါင်းဆက်ပြီးတော့အရှင်ကန်နီကိုလည်းတေချာလေးပြင်ဆင်ထည့်သွင်းထားတာကြောင့်ကျေရှုရီအနေနဲ့တကယ့်ဂိမ်းထဲကိုရောက်သွားစီတဲ့ခန်းစားချက်မျိုးကိုရရှိရုံတင်မှာကပဲနဲ့တေချင်းနဲ့ရှင်ချင်းကြားကကြောက်စရာကောင်းတဲ့ခန်းစားချက်မျိုးကိုလည်းသဘာဝကျကျခန်းစားရစီမှာဖြစ်ပါတယ်။၆ကလေးဘဝရဲ့ပျော်ရွှင်စရာနေရာလေးတစ်ခုပရိသတ်တို့အနေနဲ့ season 2ရဲ့ကဒီဇန်ဝင်ကန်လေးကိုလည်းမမိကြအောင်ပဲထင်ပါတယ်။ဒီဇန်ဝင်ကန်လေးက လူကြီးတိတ်ဆိတ်နေပြီးတော့လုံးဝအန္တရာယ်ရှိတဲ့ဇဝင်ကံမျိုးဆိုပေမဲ့တကယ့်အပြင်လောကမှာတော့ကလေးတွေရဲ့အော်တန်လေးတွေရှီတန်မော်တန်တွေနဲ့လုံးဝဆိုပြေးအေးချမ်းနေတဲ့အပန်းဖြေဥယျာဉ်တစ်ခုပဲဖြစ်ပါတယ်တကယ်ကိုပြောစရာကောင်းပြီးတော့ကလေးတွေတင်မကပဲနဲ့လူကြီးတွေပါဆော့လို့ရတဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်ဒါအပြင်ဒီနေရာလေးကအပန်းဖြေဥယျာဉ်နေတဲ့တင်မကပါဘူးအင်ချုံမျိုးကကလေးတွေအတွက်အမတ်တရားဖြစ်စရာငယ်ဘဝတွေတဲကနေရာလေးတစ်ခုလည်းဖြစ်ပါတယ် ကန်းကြီးတစ်ဝိုက်မှာဆေးလက်အပန်းဖြည့်ပြီးတော့လမ်းလျှောက်လို့ရတယ်လို့ဂိမ်းပေါင်းများများစွာကိုလည်းစော့ကြည့်လို့ရပါတယ်။ဂိမ်းတွေကလည်းစိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ အဲဒီတရားမှလူကြိုက်အများဆုံးကတော့လယ်နေတဲ့အဝိုင်းကြီးပေါ်မှာလွင့်ကြမသွားအောင်လို့လက်တန်းကိုကင်ထားရတဲ့ဂိမ်းမျိုးဖြစ်ပါတယ်။တန်စင်အလှည့်အပြောင်းမှာလယ်တဲ့ပုံစံလဲပြောင်းသွားတတ်တဲ့ဂိမ်းမျိုးဖြစ်ပါတယ်။ဒါကြောင့်ဘာရီဖြစ်လာမလဲဆိုတာခံမှန်းလို့တော့မရပါဘူး။အခုငိမ့်နေရင်တောင်မှချက်ချင်းပုံစံပြောင်းသွားပြီးတော့အမြန်လှည့်လာနိုင်ပါတယ်။ဒါမှမဟုတ်ရင်လဲအဝိုင်းကြီးကခုန်ပေါက်နေတတ်ပါတယ်။ရည်စရာကောင်းသလိုဆေးလို့ရှားစရာလဲကောင်းတဲ့ဂိမ်းမျိုးဖြစ်ပါတယ်။ဒီဂိမ်းတွေနဲ့ပင်လယ်မြင်ကွင်းကလာရောက်လဲပတ်သူတွေကိုလုံးဝဆေး ိတ်ချမ်းသာသွားစေနိုင်ပြီးတော့ squat gain တွေကစံဝင်ကန်နဲ့တခြားစီဖြစ်နေတဲ့နေရာမျိုးဖြစ်ပါတယ်။ခုနှစ် squat gain တွေက generation အဆက်ဆက်တိုက်ခဲ့တဲ့အောင်မိလွမ်းမောပွဲရာအကြောင်းလေ။နောက်တစ်နေရာကတော့ squat gain တွေကမူလာရန်ကြောင်းလေးပဲဖြစ်ပါတယ်။ဒီကြောင်းလေးကအစိုးမျိုးမှရှိတဲ့ချိုဒုံဆိုတဲ့မူလာရန်ကြောင်းလေးဖြစ်ပြီးတော့တော်တော်လေးရှိကြတဲ့ကြောင်းလေးတစ်ကြောင်းဖြစ်ပါတယ်။1894ခုနှစ်ကတည်းကတိစောက်ခဲ့တာဖြစ်ပြီးတော့ မျိုးဆက်အဆက်ဆက်တိုက်ခဲ့တဲ့ဂျောင်းလေးဖြစ်တာကြောင့်အမတ်ရစရာတွေနဲ့အမတ်တရားတွေကတော့အများကြီးပါပဲပိုပြီးတော့လွယ်မောစရာကောင်းတာကတော့ဒီလောက်ရာစုနှစ်တွေခြေပြီးတော့အချိန်နေကြတာကြောင့်ဘာမှပြောင်းလဲမသွားသေးတာပဲဖြစ်ပါတယ် ၊တက်သားစင်ကြံကြီးတွေ၊တကားကြီးတွေ၊ခြံဝင်းတွေနဲ့ကံဝင်ဆန်တဲ့လက်ရကြီးတွေကအရင်အတိုင်းပါပဲ။အရင်ခင်ဟောင်းအတိုင်းဘာမှမပြောင်းလဲသေးတဲ့အနေအထားဖြစ်ပါတယ်။ဒါကြောင့် Squad Game Director အဖွဲ့ကမင်းသားရဲ့ငယ်ဘဝဇဝင်ကန်းကို ပြန်လည်ဖော်ပြတဲ့အခါမှာဒီကြောင်းလေးကိုစတင်ထားဖို့အတွက်ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ဒီဇဝင်ကန်းလေးကမင်းသားရဲ့ငယ်ဘဝကိုပြန်လည်ပုံဖော်ပေးုံတယ်မကဘဲနဲ့ ဂျိုဂျိုចောင်းသားဟောင်းတွေရဲ့အမတ်တရားကိုလည်းပြန်လည်အမဲရစီတဲ့ဇဝင်ကန်လေးဖြစ်ပါတယ်။ပရိသတ်တို့ရောငယ်ဘဝကစိတ်ចောင်းလေးကိုဘယ်လောက်ထိတည်ရကြရဲဆိုတာကွန်မန့်လေးထဲမှာဖြည့်ပေးခဲ့ကြပါအောင်ရှင်။၈တခြားအပန်းဖြေကျုံးနဲ့ကျုံးပရိသတ်တို့အနေနဲ့ဆိုချောင်းတို့ဂျုံးကကြောက်စရာကောင်းပြီးတော့အထူးကျန်ဆန်တယ်လို့ခံစားနေရတယ်ဆိုရင်တော့ဆိုချောင်းတို့ဂျုံးအနီးနားမှာရှိတဲ့ဘဂန်ယန်တို့ဂျုံးနဲ့ ဒေချောင်းတို့ဂျုံနေစီကိုအပန်းဖြေသွားလို့ရပါတယ်။ဒီဂျုံနေကအရန်ဝလာပါပြီးတော့ပင်လယ်ပြပြနဲ့တဲဖြူဖြူလေးတွေကလည်းအရန်ကိုပနာရလွန်ပါတယ်။ငင်းချမ်းမှုကိုချိန်နေတတ်တဲ့ပရိသတ်တွေအတွက်တော့တကယ်ကိုတွားရောက်လေပဲတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်။ဒေချောင်းတို့ကတော့အကြီးဆုံးဂျုံဖြစ်ပြီးတော့ရှေလျားတဲ့ဒေထောင်ကုန်းတွေစိမ့်လက်နဲ့ထင်းရှူတော်တွေကြောင့်ကြော်ကြပြီးတော့နေရာဒီရဲ့အေးအေးမြဆုံးအရေးအာဝါသလို့လည်းလူသိများကြပါတယ်။ဒီဂျုံမှာဂီတပွဲတော်တွေလည်းဂျင်းပါလိရှိပြီးတော့တကယ်နာမည်ကြီးအနုပညာရှင်တွေလာရောက်ဖြော်ဖြေ ေလေးရှိကြပါတယ်။ဘဂန်ညန်တူဂျုံကတော့ကျေလင်ပြီးတော့အိဆိုင်နဲ့ပင်လယ်ရေတွေကြောင့်လူသိပိုများပါတယ်။ရေတွေကအောက်ခြေအထိကျေလင်နေရအောင်တွေ့ရလေးရှိပါတယ်။ပြီးတော့ဒီဂျုံက squat gain ထဲမှာပါတဲ့ဂျုံလေးဖြစ်ပါတယ်။လီယောင်အေးကသူ့ရဲ့ညီကိုတနက်နေ့ပြလိုက်တဲ့နောက်ဆုံးအခန်းလေးကိုမှတ်မိကြအောင်ပဲထင်ပါတယ်။ဒီအခန်းကိုတော့ဘဂန်ညန်တူဂျုံပေါ်မှာရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါရီကတော့ squat game ထဲမှာပါတဲ့နေရာရှိခုရဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးတို့လည်းသဘောချနေတတ်လိမ့်မယ်လို့ထင်ပါတယ်။နောက်ထပ်သိကျင်တာလေးတွေရှိရဆိုရင်လည်းကွန်မလီထဲမှာမေးသွားပြလို့ရပါတယ်။ပရိသတ်တို့သိကျင်တဲ့အကြောင်းအရာတွေကိုခြေတော်ကရှာဖွေပြီးတော့စူးစမ်းတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ရှင်။